အသက်30အရွယ်ထိုင်းမင်းကလေးကိုသူ့ရဲ့ချစ်သူကောင်လေးစင်ကာပူနိုင်ငံသားမှတက်ပြီးတန်ဘိုးကြီးနာရီတွေနဲ့ဘဲအိတ်တေးကိုယူကာထွက်ပြေးသွားခဲ့တဲ့ဆိုတဲ့ထိုင်းနမိတ်ကြီးတရင်ကိုကျွန်တော်ပြန်လည်ပြောပြပြီးသွားမှာပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့ဒီနေ့3လပိုင်း29ရက်နေ့ထိုင်းတည်နေမှာဖော်ပြလာတယ် ထိုင်းနိုင်ငံဘန်ကောက်မြို့စုခိုဝေး39လမ်းမှရှိတဲ့အထက်မြင့်ကွန်းဒိုတိုက်တစ်ခုမှာအသက်30အရွယ်မင်းဆိုတဲ့ထိုင်းမင်းကလေးတဦးဟာအသက်ခံထားရပြီးသူမရဲ့ခန္ဓာကိုယ်ကိုတော့ဆောင်းနေအုပ်ထားခဲ့ပါတယ်။နောက်ပြီးဆောင်းကိုဖြည့်ကြည့်လိုက်တဲ့အခါမှာတော့မင်းကလေးရဲ့ခန္ဓာကိုယ်မှာအဝိဇ္ဇာတွေမရှိဘဲကိုယ်ပလာနဲ့ဖြစ်နေပြီးခန္ဓာကိုယ်နေရာအနှံ့မှဆိုရင်လည်းသွေးတွေပီလူးနေခဲ့ပါတယ်။ နောက်ပြီးမင်းစုတဲ့မိန်းကလေးရဲ့အလောင်းကိုတွေးရှိခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးထိုင်းတဲ့တင်မှပြောတာကဒီမတိုင်ခင်နှစ်ရက်သုံးရက်အရင်ကတေဆုံသွားတဲ့မိန်းကလေးရဲ့တငယ်ချင်းဟာသူမရဲ့တငယ်ချင်းကိုဆက်သွယ်လို့မရလို့ရဲစခန်းမှသွားပြီးသူမတငယ်ချင်းပျောက်ဆုံးနေကြောင်းတိုင်ကြားခဲ့ပါတယ်။ပြီးသွားတဲ့အခါမှာတော့သက်ဆိုင်ရာတွေနဲ့အတူသူမတငယ်ချင်းငှားနေတဲ့ကွန်ဒိုတိုက်ကိုလာပြီးဆက်သွယ်လို့မရတဲ့သူမရဲ့တငယ်ချင်းကိုရှာဖွေခဲ့ပါတယ်။ဒီလိုနဲ့တငယ်ချင်းဖြစ်သူငှားနေတဲ့အခန်းတကာကိုဖွင့်လိုက်တော့အခန်းတကာဟာတောက်ခတ်ထားတာမျိုးမရှိပဲအခန်းထဲမှာဆိုရင်လည်းအဲကွန်ဖွင့်ထားတာကြောင့် ောင်းအေးစနေခဲ့ပါတယ်ဒီလိုနဲ့သူမဟာအခန်းထဲကိုဝင်သွားပြီးတငယ်ချင်းကိုမတွေ့တာကြောင့် ရေချိုးကန်ဘက်ကိုလျှောက်သွားပြီးတကားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရေချိုးကန်ထဲမှာစောင်းနှံထန်းနဲ့ထုတ်ထားတဲ့အရာတစ်ခုကိုတွေ့ရှိခဲ့ပြီးစောင်းကိုဖိဖြည်းချင်းလှန့်ကြည့်လိုက်တဲ့အခါမှာသူမတငယ်ချင်းရဲ့ခန္ဓာကိုယ်မှာထိုးထားတဲ့တက်သူတွေကိုတွေ့သွားတာကြောင့်သူမဟာထိတ်လန့်သွားကဆက်မကြည့်တော့ပဲသူမတငယ်ချင်းအသက်ခံငယ်ရပြီလို့ထိုင်းရဲတွေကိုပြောခဲ့ပါတယ်အဲ့လိုနဲ့ထိုင်းရဲတပ်ဖွဲ့မှအခန်းထဲမှာအသက်ခံရပြီးတည်ဆုံနေတယ်မင်းဆိုတဲ့အသက်30အရွယ်မိန်းကလေးရဲ့အလောင်းကိုစစ်ဆေးမှုပြုလုပ်တော့အလောင်းဟာအဝိပလာနဲ့ကိုလုံးသီးဖြစ်နေပြီးခန္ဓာကိုယ်နေရာအနှံ့မှာ ိုရင်လည်းသွေးရည်ပီလူနေခဲ့ပါဗါး။နောက်ပြီးတီယာတာကတေးဆုံးသွားတဲ့မင်းဆိုတဲ့မိန်းကလေးဟာဒီကွန်ဒိုမှာသူချစ်သူကောင်လေးနဲ့နှစ်ယောက်အတူနေထိုင်တာဖြစ်ပြီး ူချစ်သူကောင်လေးကတော့အသက်32နှစ်အရွယ်စင်ကာပူနိုင်ငံသားဒန်နီဘင်ဂျမင်ဆိုသူဖြစ်ပါတယ်။နောက်ပြီးသူတို့နှစ်ဦးဟာမကြခနားဆိုသူလိုစကားများရန်ဖြစ်ကြပြီးဒန်နီကသူချစ်သူကောင်မလေးကိုအမြဲတမ်းရိုက်နှက်တယ်။နောက်ပြီးချစ်သူမိန်းကလေးဆုံးသွားပြီးနောက်ပိုင်းမှလည်းသူမပိုင်တဲ့တန်ဖိုးကြီးနိုင်ရီတွေနဲ့တန်ဖိုးကြီးဘဲအိတ်တွေဟာလည်းပျောက်ဆုံးနေပြီးထိုင်ရတက်ဖွဲပြောတာကတော့တရခံဖြစ်သူဟာသူချစ်သူကောင်မလေးကိုတတ်ပြီးတဲ့နောက်ပိုင်းမှာသူမပိုင်ဆိုင်တဲ့တံပိုးကြီးပစ္စည်းတွေကိုယူပြီးထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ထိုင်ရတက်ဖွဲကယူဆခဲ့ပါတယ်။နောက် ်ပြီးတေဆုံးသွားတဲ့မင်းကလေးရဲ့ခြေသူကောင်လေဒန်နီဆိုသူကွန်ဒိုကနောက်ဆုံးထွက်သွားတဲ့အချိန်ကို CCTV ထဲမှာတွေ့ရတာကပြီးခဲ့တဲ့25ရက်နေ့နေ့လယ်3:55မိနစ်အချိန်မှာဒန်နီဟာသူတို့နေထိုင်တဲ့အခန်းထဲကနေဘဲအိတ်တလုံးဆွဲလာပြီးတိုက်အောက်ကိုစင်ကမာစီဒီကားတစ်စီးပေါ်တက်ပြီးထွက်သွားတာကိုတွေ့ခဲ့ရပါတယ်။နောက်ပြီးအသက်ခံငယ်ရတဲ့မင်းဆိုတဲ့မင်းကလေးရဲ့အမေဖြစ်သူပြောပြတာက တမီးဖြည့်သူနဲ့စင်ကာပူနိုင်ငံသားဒန်နီဆိုတဲ့ကောင်လေးချစ်ကြိုက်လာတာ၃နှစ်လောက်ရှိပြီးသူတို့နှစ်ဦးဟာစီးပွားရေးအတူလုပ်ကြရတယ်။ဒီမတိုင်ခင်အရင်မှာတော့တမီးဖြည့်သူနဲ့သူ့ချစ်သူကောင်လေးစကားများယံဖြစ်တဲ့အကြောင်းအမေကိုပြောပြရတယ်။နောက်ပြီးစကားများယံဖြည့်ယုံလောင်တဲ့ဒန်နီအမေတမီကိုအခုလောက်မလုပ်သင့်ဘူးလို့အသက်ခံငယ်ရတဲ့မင်းဆိုတဲ့မိန်းကလေးရဲ့မိခင်မှပြောပါရတယ်။ နောက်ပြီးထမ်းရဲတပ်ဖွဲ့ပြောတာကတော့မတင်ငါစရာဖြစ်တဲ့စုံသွားတဲ့မင်းကလေးရဲ့ချစ်သူကောင်လေးဒန်နီဆိုသူဟာထိုင်းနိုင်ငံချင်းဂရိုင်ဘက်ကိုထွက်ပြေးသွားတယ်လို့သိရပြီးလက်ရှိမှာတော့ထိုင်းနိုင်ငံအတွင်းမှာပဲရှိနိုင်သေးတာကြောင့်တရခန်ကိုအမြန်ဆုံးဖမ်းမိအောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။